Hello guys welcome to my channel ဒီနေ့မှာကျွန်တော် pain fruit ကို awakening ဘယ်လိုလုပ်ရမလဲဆိုတာရဲ့အဲ့ဒီအပြင်ရှက်မန်ကာရာတေး reward လောက်ထားတဲ့အတွက်ဘလောက်ပုံမိုက်သွားလဲဆိုတာကိုလည်းစမ်းကြည့်ကြမယ်နောက်ပြီးတော့ကျွန်တော်ညီကိုရဲ့အတွက် green lightning fruit ကိုလည်း gift away လုပ်ပေးသွားဖို့ရှိပါတယ် gift away အတွက်လည်းဒီ video ကိုစုံတဲ့အထိကြည့်ပေးဖို့အတွက်ကျွန်တော်ကတောင်းဆိုချင်ပါတယ် ရင်ဆုံး pain fruit ရဲ့ scale တွေကိုစမ်းပြမဲ့အတွက်အနည်းဆုံးကျွန်းဖြစ်တဲ့ hydra island ကိုကျွန်တော်တို့သွားလိုက်မယ် ဇက်စကေးသုံးတဲ့အချိန်မှာရှေ့ကိုလက်သေးနဲ့အဆက်မပြတ်တိုက်ခိုက်ပြီးတော့ဒမ်ဘက်တွေကိုရှဲ့ပေးပါတယ်စကေးကိုဖိထားရင်တော့အချိန်နည်းနည်းကြာလာရင်ထိုးချက်တွေကနှေးလာတာကိုလည်းတွေ့ရတယ် miss ဖြစ်သွားလဲကိစ္စတော့မရှိဘူးဗျာ enemy ကိုမတိပဲနဲ့လွတ်သွားတယ် pain ghost တွေပေါ်လာရင်အဲ့ဒီ ghost တွေကိုစားလိုက်မယ်ဆိုရင်မီတာကိုအလွယ်တကူပြန်ပြည့်နိုင်တယ်အဲ့ဒီတော့ဒီ combo တွေကိုဆက်ပြီးတော့စကေးပြပြီးသုံးမဲ့လူတွေအတွက်ဆိုရင်အလွယ်တကူသုံးလို့ရတဲ့စကေးတွေမှာပါတယ်လို့ damage လည်းရှဲ့ကိတ်တဲ့အတွက်ကျွန်တော်ကတော့ဒီစကေးကိုအရန်ကိုကြိုက်ပါတယ် HK ကတော့တစ်ချက်နှိမ့်မယ်ဆိုရင်ပြန်သူကိုပြေးဖမ်းပြီးတော့တိုက်ခိုက်မယ်။ပြီးရမယ်ဆိုရင်လေပေါ်မှာဒါမေ့အရင်ပေးပြီးတော့မှအဝေးကိုပြစ်လိုက်မယ်။ဒီ scale ကအချားဖိုက်တင်းစတိုင်နေနဲ့တွဲပြီးတော့ကွန်ဘိုလုပ်မယ်ဆိုရင်လည်း might တဲ့မှာပါပါတယ်။ဒီစကေးကတော့ပြစ်လိုက်လို့ရန်သူဘေးနားကိုထိသွားရင်တော့မှဆွဲစုပြီးတော့မှပောက်ကွဲသွားတဲ့ဒမ်းမြမျိုးပါ ဒီစီးဟာဒါမေ့အကြီးဆုံးတစ်ခုဖြစ်တဲ့အပြင်ကိုပစ်လိုက်တဲ့ energy အလုံးနဲ့ပါသွားတဲ့အပြင်ဟောမှာဒါမေ့ကိုတစိမ့်စိမ့်ထက်ရော့စီတဲ့ scale မျိုးဖြစ်ပါတယ်အဖစကေးတခုကတော့ဒက်စကေးတခုပါပဲရန်သူနားကိုအမြန်ပြေးဝင်လို့ရတဲ့အပြင်ရန်သူရှီရနေပြီးအမြန်ပြေးထွက်သွားလို့လည်းရတဲ့စကေးတခုပါ ဒီလောက်ဆို pain through ရဲ့ scale တွေကိုလည်းတော်တော်များများကိုသိသွားပြီဆိုတော့ကျွန်တော်တို့ awaken အောင်စပြီးတော့တင်လိုက်ကြရအောင် admin panel ကိုနှိပ်မယ်ပြီးသွားရင် okay ကိုနှိပ်မယ် pain through ကို awaken တင်မယ်ဆိုတော့ pain ကိုရွေးပြီးထပ်နှိပ်မယ်အဲ့ဒီအဆင့်နေပြီးသွားရင် view ကိုနှိပ်ပြီး start restart ကိုထပ်နှိပ်ရမယ်ချော်ရီပေါ်မှာလမ်းလျှောက်ရမယ်ဆိုတော့ဒီ quest က level ရှိရဲ့ c2 ကိုသွားဖို့လိုပါတယ် တော်မဲ့အချိန်အရင်ဆုံး access လုပ်သွားရပါမယ် C3 ကိုပြန်လာရင်ဒီနေရာကိုအမြန်ပြန်လာနိုင်ဖို့အတွက်ပါညီကိုတို့လည်းဒီတစ်ခုကိုမမေ့ဖို့အတွက်အရေးကြီးတယ်နော်ကျွန်တော်တို့အခု C2 ကိုရောက်ပြီဆိုတော့ lava ရှိတဲ့ကျွန်းကိုအမြန်ဆုံးသွားလိုက်ပါမယ်အင်ဖရူကပြန်လို့မရဘူးဆိုပေမဲ့အမြဲတမ်းကျွန်တော်ကတော့ Z ski နဲ့ F ski ကိုတွဲသုံးပြီးတော့အခုလိုပဲသွားပါတယ်။ လာဗာရှိတဲ့ကျုံးကိုရောက်ပြီဆိုတော့ကျွန်တော်တို့အရင်ဆုံးအနေနဲ့လာဗာပိုရှင်ကိုတောက်ဖို့လိုပါတယ်။ဒီလာဗာပိုရှင်ကိုတောက်ပြီးွားပြီဆိုမှကျွန်တော်တို့ချော်ရီထဲမှာလမ်းလျှောက်လို့ရမှာပါ။ဘာကြောင့်လဲဆိုတော့ချော်ရီထဲမှာကပုံမှန်ဆိုရင်လမ်းလျှောက်လို့မရပါဘူး။အခုလာဗာပိုရှင်တောက်ပြီးွားပြီဆိုတော့လမ်းလျှောက်လို့ရပါပြီ။ ုညီကိုတို့တွေ့နေရတဲ့အတိုင်းပဲလမ်းလျှောက်လို့ရှိရင်ရာဂိုင်နှုံးတွေတက်နေပါပြီ။ရာဂိုင်နှုံးတွေတက်တယ်ဆိုရလဲ dance နဲ့ပဲပြီးပြီးလမ်းမဲလျှောက်လျှောက်အကုန်လုံးကရာဂိုင်နှုံးတက်တာချင်းတူတူပါပဲ။အဲ့အတွက်ဘလို့ပဲလှုပ်လို့ဒီနှုံးနဲ့ပဲတက်တဲ့အတွက်ပုံမှန်လမ်းလျှောက်တဲ့အတိုင်းပဲလျှောက်ရင်ရပါတယ်။လမ်းလျှောက်တဲ့ရာဂိုင်နှုန်းပြည့်သွားပြီဆိုတော့အခုကျွန်တော်တို့ C3 ကို ပြန်သွားပါမယ် စီးသရီရောက်ပြီဆိုတာနဲ့ခုနက access လုပ်ထားရတဲ့ Castle on the Sea ကိုပြန်သွားမယ် Mysterious Sirius ဆိုတဲ့ဘဲရှိမှပြန်သွားမေးကြည့်မယ်ကျွန်တော်တို့လုပ်ထားတဲ့ quest ကပြီးမြောက်လားမပြီးမြောက်လားဆိုတာကိုသိရအောင်လို့ပါ အခုတရားရဂန်လုံးပြည့်သွားပြီး complete ဖြစ်သွားတဲ့အတွက် complete ကိုနှိပ်ပြီးတော့ fragment 1000ရဲ့ auto blazer တစ်ခုရဲ့ magma o တစ်ခုရဲ့ဆိုခရက်လိုက်လို့ရပါပြီဒါဆိုရင်ကျွန်တော်တို့ပထမ quest တစ်ခုကပြီးသွားပါပြီဒုတိယ quest တစ်ခုကလည်း pain ghost တွေကို dash လုပ်ပြီးတော့စုပ်ယူရမယ်လို့ပြောထားတဲ့အတွက်ကျွန်တော်တို့သွားလုပ်ကြည့်လိုက်ရအောင်ဒီတစ်ခုကတကယ်လို့လို့ရှိရင်လည်းလွယ်လွယ်လေးပါပထမ quest လောက်တော့မခက်ပါဘူးအဲ့အတွက်ကျွန်တော်တို့တော့တစ်ချက်လောက်လိုက်ကြည့်ကြည့်လိုက်ပါ complete ဖြစ်သွားပြီဆိုတော့လှစ်ဝက်စမ်းကျက်သိပ္ပံပညာရှင်ရှိပါကျွန်တော်တို့ပြန်သွားပြီးမြေးကြည့်ပါမယ်ဒီကောင်လဲတရားရဂိုင်းတို့ပြည့်သွားပြီဆိုတော့ complete ကိုနှိပ်ပြီး fragment 2500ရဲ့ adoblazon ၄ခုရဲ့ magma o ၂ခုရဲ့ပေးပြီး crack လိုက်ပါမယ် တတိယ quest ကတော့ Rambat or Lightning Fruit user ကိုတက်ပြီးတော့ upgrade လုပ်ရတဲ့အတွက်ညီကိုတို့မှအသိရှိလို့ရှင်လည်းအခုညီတောင်းပြီးတော့ဒီ quest ကိုလုပ်လို့ရတဲ့အပြင် PVP scale မှာကောင်းတဲ့လူတွေဆိုလို့ရှင်လည်း PVP လိုက်ချပြီးတော့လုပ်လို့ရပါတယ်ကျွန်တော်ကတော့ကျွန်တော်ရဲ့အသိတရားကိုအခုညီတောင်းပြီးတော့လုပ်လိုက်ပါတယ် ထုံးစံအတိုင်းတတိယ quest ကိုလည်းပြီးသွားတဲ့အတွက် MIRC ရှိမှတစ်ချက်လောက်ပြန်သွားမေးကြည့်မယ်တရားရဂိုင်းလုံး complete ဖြစ်တယ်ဆိုရင် upgrade လုပ်ပါမယ်တရားရဂိုင်းလုံး quest ပြီးသွားတဲ့အတွက် night maker ချာတစ်ခုနဲ့ fragment 6000ရဲ့ addo pleasant 5ခုရဲ့နဲ့ crack လိုက်ပါမယ် နောက်ဆုံးတစ်ခုကလည်းဒုတိယတစ်ခုနဲ့ဆင်ပါတယ် Pain Ghost တွေကိုလိုက်ပြီးစားခိုင်းတာပါအဲ့အတွက်ညီကိုတို့ကျွန်တော်လောက်တာကိုတစ်ချက်လောက်လိုက်ကြည့်ကြည့်လိုက်ပါဦး နောက်ဆုံး quest လည်းပြီးသွားပြီဆိုတော့ Nightmare Catcher 3ခုရဲ့ fragment 9500ရဲ့ Edo Plaza 5ခုရဲ့ပေးပြီးတော့ crack လိုက်ပါမယ်။ဒါဆိုရင် pain fruit ကို awaken လုပ်တာပြီးသွားပါပြီ။ပြောင်းလဲသွားတဲ့ skill တွေရတော့ဘာတွေပြောင်းလဲသွားလဲဆိုတာကိုကျွန်တော်အခုပြပါမယ်။ဘာတွေပြောင်းလဲသွားမလဲဆိုရင် awaken form ကပို့ပြီးတော့အချိန်ကြာသွားမယ်ပြီးရင် skill z skill c skill f ဒီ skill 3မျိုးလုံးလည်းပြောင်းလဲသွားမယ် ပြီးပြီးသုံးရင်တမျိုးဒီပုံမှန်တက်ကိုနှိပ်ပြီးတော့သုံးရင်တမျိုးဒီလိုမျိုး skill ကြီးကွာဟမှုကပို့ပြီးတော့မိုက်လာမယ်ပို့ပြီးတော့ damage လည်းထွက်လာတယ်ဗျာဒါကိုလည်းကျွန်တော်အခုလက်ရှိစမ်းပြပါမယ် ီစကေးကိုဖိပြီးတော့တုံးတဲ့အချိန်ညာရင်ထွက်လာတဲ့အတန်ကြီးကဘာလုံးဝမိုက်တယ်ဗျာဘလူကြီးလည်းတော့မသိဘူးဆိုမဲ့ဟိုအတန်ကြီးကတကယ်ဖြဲတဲ့ဘက်ကိုရောက်တယ်ဗျာအဲ့ဒီပြုံမှာကျွန်တော်စကေးကိုဖိထားတာကြာသွားလို့လှက်လိုက်တဲ့အချိန်ညာရင်လည်းကျွန်တော် following ကားတွေထဲမှာပါတယ်လို့ပြောပဲတစိရွှေဖြုံသီးပေါ့ဗျာအဲ့ဘဲကြီးကလုံးဝစိုးရည်နဲ့လှမ်းမှုတ်လိုက်တဲ့အကွက်မျိုးကိုကျွန်တော်ကတော့မျိုးလုံးထဲမှာအဲ့လိုမြင်မိတယ်ဗျာညီကလိုလည်းအဲ့လိုတွေးမိမယ်လို့ထင်တယ်ကွာအဲ့အတွက်ကျွန်တော်ပြောပြကြည့်ရတကယ်ကိုမိုက်တဲ့နေရာမှာပါတယ် ီ damage ကျန်းတာမကျန်းတာထက်ကွာဟိုဒီလိုပုံစံ effect ကြီးဟိုကနည်းနည်းခေါင်းနေရဲ့ဘက်ကိုရောက်တဲ့အတွက်ဒီ pain တိရအခုလိုမျိုးဈေးတက်လာတာလည်းမဆန်းဘူးလို့ပြောလို့ရတယ်ကွာသိလားကျွန်တော်နောက်ခါထပ်ပြီးသုံးပြကြည့်မယ်ညီကိုတို့ထပ်ပြီးတော့ကြည့်ကြည့်ပါအောင်ဒီ spare ဘယ်လောက်မိုက်လဲမမိုက်လဲပေါ့ဗျာအဓိကကတော့မိုက်တယ်မမိုက်တာတဲ့ဒီ effect တွေကစောင့်ရောင်းလှရလို့ကျွန်တော်ကတော့ထင်မိရဗျာ အဲ့အတွက်ကျွန်တော်ထပ်ပြီးသုံးပြကြည့်မယ် F scale ကိုအသုံးကြီးတဲ့အချိန်မှာလေဒီကောင်ကဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်တို့ဂျပန်ကားတွေတဲကကမဲရိုက်တာပုံစံအထာမျိုးပြတည်တာဟိုအရှိန်ယူတယ်ဒီဖိထားတဲ့အချိန်မှာဘက်ကနေဆိုပြီးတော့ဒီအောက်ကိုနည်းနည်းငုံပြီးတော့အရှိန်ယူလိုက်တယ်ယူပြီးတော့လေဘောအုံးနဲ့တက်သွားပြီးတော့ဖျက်ကန်တယ်ပေါ့ဗျာအဲ့အွက်ကြီးပဲမိုက်တယ်ဗျာအခုနောက်ပိုင်း scale တွေတော်တော်များများ awaken လောက်လိုက်တာနဲ့ဟိုအထာတွေကြပြီးပို့မိုက်လာတဲ့အတန်နေရာလဲ ကောလာတယ်ဗျာဒီလလုံးဝဖျဲတဲ့အထာပုံစံမျိုးတွေပေါ့ spare effort တွေကလည်းစောင့်ရမ်းမိုက်တယ်ဗျာနောက်ဒီကောင်တစ်ခုတည်းလားဆိုတော့ဒီကောင်တစ်ခုတည်းမှမိုက်နေရမှာမဟုတ်ဗျာအရင်တော့ fair gun လဲ fair gun မှုလို့မိုက်တယ် awaken တင်တဲ့အချိန်မှာနောက် gravity အသီးဆိုလဲမိုက်တယ် awaken တင်လိုက်တဲ့အချိန်မှာဒီကောင်ရဲ့လောက်ွက်တွေအများကြီးရှိလာတယ် combo တွေတွဲလို့ရတာတွေအများကြီးရှိလာတယ်နောက်ဒီ scale effect အတန်တွေပေါ့အတန်တွေကလည်းတကယ်ကိုမိုက်လာတယ်ဗျာ အခုဒိန်းဒီမှာလည်းပိန်းပြီးအလျောက်စကေးတွေအကုန်လုံးကအတန်နေနဲ့မိုက်လာသလိုအဖက်တွေကလည်းတကယ်ကိုပိုလှလာတယ်လှလာတဲ့အပြုံမှာစကေးတစ်ခုနဲ့တစ်ခုမှာကွန်ဘိုတွေချိတ်ဆက်ပြီးဆော့လို့ရတဲ့ပုံစံမျိုးတွေပါလာတာတော်တော်ကြီးကိုမိုက်လာတယ်ကွာဒီလားကျွန်တော်အခုလုံးဝမလောက်ရသေးတဲ့အသီးဆိုလို့ lightning အသီးပဲရှိရော်ဗျာဒီ lightning အသီးကိုတော့ကျွန်တော် နောက်တစ်ပတ်လောက်ကြာရင်ဗီဒီယိုလုပ်ပြီးွားရင်ပြန်ထပ်တင်ပြမယ်အဲ့ထဲမှာလည်းဘလောက် scale effect တွေဘလောက် mic ွားလဲဆိုတာကိုကျွန်တော်အခုလိုပဲပြန်ပြောပြမယ်ထပ်ပြီးတော့ကျွန်တော်ကတော့အခုလုံးဝမလုပ်ရသေးရ lightning အသီးတစ်ခုပဲရှိတော့တယ်ဘလောက် mic လဲမ mic လဲတော့ကျွန်တော် scale effect တွေတော့မသိသေးဘူးဗျာအဲ့တော့အခုတီးတလောက်ကတော့ဒီအသီးတွေအကုန်လုံးကအဝေးကန်လှုပ်လိုက်ပြီဆိုရင်တော်တော်လေးကိုလှသွားတယ်တော်တော်လေးကိုမိုက်လာတာကြီးတော့တိတာတယ်ဗျာအဲ့တော့ညီကိုတို့လည်းထပ်ပြီးတော့တုံးပြအောင်မယ်စကေးလေးကိုနောက်ထပ်ထပ်ကြည့်ကြည့်ပါဦး PVB တို့ PVE တို့မဟုတ်ဘဲနဲ့ရေတဲကိုဆင်းလို့ရှိရောနောက်တစ်သက်ပြန်ထွက်လာဆိုတာကျွန်တော်ဒီမှာစမ်းပေးထားရယ်เนาะချက်လောက်ကြည့်ပါဦးနောက်တစ်သက်ပြန်မထွက်ဘူးဆိုတော့ကျွန်တော်အနည်းဆုံးအကျုံးဖြစ်တဲ့ Hydra Island မှာတစ်ချက်လောက်ပြန်သွားဆန်းပြပါမယ်။ နောက်တစ်ခုရှိတာကဒီကောက်မှာက PVP ချနေတဲ့အချိန်မှာဆိုလို့ရှိရင်ဗျာဒီသူတိတ်ွားခဲ့လို့ရှိရင်ပေါ့နောက်တစ်သက်ပြန်ထွက်လာတယ်နောက်တစ်သက်မှာကြာလို့ရှိရင်ခုံနာတွေပို့ပြီးမြန်လာတယ်ခုံနာတွေပို့ပြီးတော့ကပေါ့လာတယ်ဒီပြေးတဲ့ dust တွေကလည်းဆောင်ရောင်းကိုတွက်လာပြီးတော့ effect တွေကလည်းလှတယ်ဗျာမသိရင်ကျွန်တော်တို့ human v4 ပေါ့ human v4 ဖွင့်လိုက်လို့ရှိရင်ကွာအသားတွေအလိုတုံနေတယ်ပေါ့ပုံစံအထာမျိုးကြီးပေါ့အဲ့လိုပုံစံမျိုးကြီးဖြစ်တယ်အဲ့ဒါကိုကျွန်တော်က သဘောကျတယ်သဘောကျတဲ့အပြင်အောင်မဗျာဟိုမိုက်တယ်ပြောလို့ရတာပေါ့ဘာကြောင့်လဲဆိုတော့ကိုကတကယ်လို့တေသွားပြီတေသွားတဲ့အချိန်မှာ second life တစ်ခုကထပ်ပြီးရရလာတယ် PVP ချနေတဲ့အချိန်ဆိုရင်ဟိုဘက်ကလူတယောက်ကိုကိုကပြန်ပြီးတော့နောက်တစ်ခါပြန်တက်ခွင့် chance တစ်ခုရနေတယ်လို့ခံစားရတယ်ပေါ့ကွာအဲအဲ့လိုရတာကလည်းတကယ်မိုက်တယ်ကွာ PVP scale တွေမှာဆိုရင်ဒါတွေကနည်းနည်းတိတာရလို့ပြောလို့ရတယ်ဗျာအဲ့အပြင်မှာဒီကောက်မှာကဒီ awaken လောက်ထားမယ်ဆိုရင် နော်မယ်အတက်တွေမှာဒါမစ်ပူထွက်လာမယ်ပြီးရင်အခုလိုမျိုး second life ရတဲ့အချိန်ကပိုကျသွားတယ်ပေါ့အဲ့ဒါတွေကလည်းသိတာတယ်ဗျာ V2 တင်ထားတယ်ဆိုလို့ရှိရင်ပေါ့အဲ့တော့ညီကိုရောသဘောကျလားဒီရရောမိုက်တယ်လို့ရောယူဆမိလားပေါ့အဲ့အလေးလေးကျွန်တော်တစ်ချက်လောက်ဖေးကြည့်တာပါအော်ဒါနဲ့ကျွန်တော် gift ဖွေးကြောင်းလည်းပြောပြပေးပါမယ်ဒီဗီဒီယိုမှာ comment like လုပ်ထားရမယ်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားရလူဖြစ်ကြမယ် ိုက်ထဲရမှာကျွန်တော်က random mail ကိုဖောက်ပြီးမှာပါ comment 300ပြည့်ပြီဆိုတာနဲ့ကျွန်တော်ဝင်နာရွေးပြပါမယ်စောစောမှတ်ထားဖို့အတွက်ကိုအရေးကြီးပါတယ်မှတ်ထားမယ် comment စာချောင်းကတော့ဗာလဲဆိုရင်ကျွန်တော်ပြီးမဲ့အသီးရဲ့နာမည်ပါပဲ green lightning fruit ကိုရေးပြထားရမှာပါ ကေဖွေးကြောင်းလည်းပြောဘူးလိုက်ဆိုတော့ကျွန်တော်ထပ်ပြီးပြောစရာရှိတာက ရှက်မန်ကာရာတီ fighting style အကြောင်းကိုထပ်ပြောပြပါမယ်။ဒီ fighting style ရဲ့ normal အတက်တွေကိုကျွန်တော်သုံးတဲ့အချိန်မှာဘယ်လိုမျိုးကိုသွားမြင်အောင်လဲဆိုတော့ anime တွေက demon slayer ကားထဲမှာပါတဲ့ kamado tanji ကိုသုံးထားတဲ့ water breathing ဆိုတဲ့အကွက်တွေနဲ့သွားဆင်နေဗျာကျွန်တော်မျက်လုံးထဲမှာအဲ့လိုသွားမြင်တယ်။ကျွန်တော်အခုတစ်ချက်ဆမ်းပြီးသုံးပြကြည့်မယ်။ဒီကိုလက်တစ်ချက်ကြည့်ကြည့်တိုင်းတကယ်မိုက်တယ်ဗျာလုံးဝ effect တွေလာတယ်။ အဲ့လှတဲ့အပြင်မှာ scale 1ဆိုလို့ရှိရင်လည်းရေတွေနဲ့သူကပြေးပြီးတော့တောင်းတဲ့ပုံစံမျိုးပေါ့တုံးပြီးတော့ချတာကွာဒါကတော့ကျွန်တော်ကျွန်တော်တယောက်တည်းစမ်းပြထားပေါ့ခဏကြာရင်ကျွန်တော်ပေါ့နဲ့တော့စမ်းပြမယ်ဗျာနောက်ဒူရီယာကွက်ဆိုလို့ရှိရင်ငမန်းနေဘူးကွာကိုကြိုက်တဲ့နေရာကိုထိန်းချုပ်ပြီးတော့တွားလို့ရတယ်ဒီလိုက်တိုက်လို့ရတယ်ထိွားတဲ့ကောင်ကလည်းလုံးဝ stand ဖြစ်ပြီးတော့ level ကိုခေါ်သွားတာပေါ့ scale 3ကြတော့လည်းဘယ်လိုပုံစံမျိုးလဲဆိုတော့ပြေးပြီးတော့ဘုန်းလို့တိုက်လိုက်တဲ့ပုံစံမျိုး scale 1နဲ့တော့ဆင်တယ်ဗျာဒီကောင်ကလည်း

ပြန်လှုပ်ခံရတယ်ဘာမှမထူးပါဘူးဗျာတိကျဘယ်သူမှလည်း PVP တို့ PVE တို့မှာဒီလိုတော့မဲ့အတက်ကြီးနဲ့ချရနေလူတွေမရှိဘူးချိရဆိုလူတွေဗုဒ္ဓ user ပဲရှိမှာအဲပုံမှန်ကတော်တော်များများက scale တွေပဲတုံးကြုံရတာဆိုတော့ scale 1ကိုစမ်းပြမယ် scale 2ကိုစမ်းပြမယ် scale 3ကိုစမ်းပြမယ်အုံးကူလုံးကတော်တော်ကျွန်တော်ကသဘောကျတယ် ုနလိုပေါ့ပြန်ဖမ်းပြီးတော့လေဘော်တင်တဲ့ stand တွေပါတယ်အဲနောက်ပြီးလို့ရှိရင်ပြေးတိုက်ပြီးတော့ဘလုံးလုံးထိုးတဲ့ effect တွေပါတယ်အဲတော်တော် mic တွေပြန်ကြည့်ကြည့်လိုက်ကျွန်တော်တစ်ချက်ပြမယ်နော် โอ้ตบๆๆซ้ําเนี่ยเนี่ยตีลงมาตีลงมาကျွန်တော်ရဲ့ဗီဒီယိုတွေကိုအမြဲတမ်းကြည့်ပြီးတော့အားပေးနေတဲ့ညီကိုတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် See you guys